အလုံးမမင်္ဂလာပါဆရာကိုဆိုင်ဝမ်းပါတငယ်ချင်းညီကောင်မောင်များမင်္ဂလာပါကဲဆရာဆိုင်ဝမ်းတို့မနက်ဖြန်တရက်12လ2025မှာမဟာသမယသုတ်တော်တစ္ဆာရှင်စင်ဒိဋ္ဌံကျင့်စဉ်နဲ့မဏိဇောတပရမယရတနာခါထာတော်ဆရာတို့အဋ္ဌံဝင်ရောက်တော်မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ဆရာကအခုအဖွဲ့ထဲကိုဝင်နေသူတွေတော်များလာပြီပေါ့နော်ဂရုတဲကိုဝင် join ကြတဲ့သူတွေလူ 90ပတ်ဝန်းကျင်လောက်ရောက်လာပြီပေါ့နော်အဲ့ဒီတော့ကျွန်တော်ဆရာကအဲရှောင်ရှားရမယ့်အရာလေးတွေကိုပြောပြပေးချင်ပါတယ်အဲ့ဒါကတော့လုံးဝဒေါသထွက်လို့မရပါဘူးနံပါတ်1ချက်တီးမခံနိုင်တော့လောက်အောင်မျက်ရည်ကျလောက်တဲ့အထိကိုတီးခံရပါမယ်ပါကိစ္စပဲကြုံကြုံဘလို့ဒေါသပဲကြုံကြုံဘလို့ပြဿနာပဲကြုံကြုံမျက်ရည်ကျလောက်တဲ့အထိကိုချိန်မိပြီးတော့ရအောင်တီးခံရပါမယ်ဒါနံပါတ်1အချက် အရေးကြီးပါတယ်နံပါတ်1ချက်လုံးဝဆဲလို့မရပါဘူးเนาะမဏိဇောတပဒမ ्या ယရဏဂါထာပရိစိတ်ဒိဋ္ဌံဝင်မဲ့ချက်တော်လေးတွေဟာလုံးဝဆဲလို့မရပါဘူးနံပါတ်3ချက်သူများအတင်းအုပ်တာတွေသူများအကြောင်းပြောတာတွေသူသူများကိစ္စဝင်ရှာရှိတာတွေဝင်ပြောတာတွေလုံးဝလုပ်လို့မရပါဘူးเนาะနံပါတ်4အချက်အဲပရိစိတ်နေတဲ့အချိန်မှာ ပရိအထိတ်ထံဝင်နေတဲ့အချိန်မှာတခြားအချိန်တွေမှာပရိစိတ်ပြီးသွားပြီဒါပေမဲ့တခြားအချိန်တွေမှာဂုံတော်တစ်ခုခုပွားရင်းနဲ့မေတ္တာပို့နေရမှာဖြစ်ပါတယ်။နတ်တွေကိုမေတ္တာပို့အများဝေမေတ္တာပို့အပြားဝင်နေရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့ကုသိုလ်တက်တီးလေးတွေကို များစွာဆက်တိုက် ပြုလုပ်နေရမှာ ဖြစ်ပါတယ်။ကုသိုလ်လေးတွေပေါ့နော်။အကြီးကြီးတွေမှမဟုတ်ဘူး။ကိုတက်နိုင်တဲ့ကုသိုလ်လေးတွေတက်တီးလေးတွေကိုတောက်လျှောက်ပြုနေရမှာပေါ့နော်။ ဟိုမှာရေသီးလူတာမျိုးလေးတွေမုံကျွေးတာမျိုးလေးတွေတူးတယောက်ကိုထပင်းနေလေစာကျွေးလိုက်တာမျိုးလေးတွေ900 1000မုံမိုးပေးလိုက်တာမျိုးလေးတွေကိုတက်နိုင်တဲ့တေး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 လေးတွေကအစကျွန်တော်တို့ကုသိုလ်လေးတွေကိုစတိုက်လုပ်ပေးနေရမှာ ဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့တကူရေတန့်ရှင်းမှုအလွန်အရေးကြီးပါတယ်အဘုံစော်နန်းတာတွေမျက်ချီးထွက်တာတွေနားချီးထွက်တာတွေချိုင်းချွေးစော်နန်းတာတွေ အောက်စော်နန်တာတွေအင်ဂျီချွေးစော်နန်နဲ့အင်ဂျီကိုပြန်ဝတ်တာတွေရေမချိုးတာတွေစပင်းနော်တည်တည်ချာချာခေါင်းမလျှော်တာတွေပါစင်နဲ့ဟိုင်းဂျင်းလို့ခေါ်တဲ့တကူရေတန်ရှင်ရေအတိတ်ထံဝင်တဲ့ညီကောင်မောင်နှမတွေအလွန်အင်မတန်အရေးကြီးတယ်နော်အခုဆရာဆိုင်ကွန်ပြောကြားပြီးတယ်ဒီရှောင်ရှားရမယ်ဒီအချက်ကလေးတွေကိုမနေ့ပြန်တရက်စနေလာ2025ဆရာတို့ နေ့မှာတနင်္လာနေ့မှာတီတီချာချာလေးကိုဒီရှောင်ရှားရမယ့်အချက်ကလေးတွေကိုတေချာလိုက်နာမယ်ဆိုလို့ရှိရင်ဆရာဆိုင်တို့เนาะနှက်တွေဆောက်ရှောက်ခြင်းကိုခံရမယ်နှက်တွေချစ်ခင်ခြင်းကိုခံရမယ်နှက်တွေရဲ့မာဆာခြင်းကိုမလွဲမသွေခံရမှာဖြစ်ပါတယ် နော်အဲ့တော့ဒီမဟာသမယသုတ်တော်တစ္ဆာရေစဉ်ဒိဋ္ဌံကျင့်စဉ်နေမဏိဇောတာပရမယရဏဂါထာတော်ပတိစိတ်နီပြီးလို့ရှိရင်နတ်ဖွတ်ထားတဲ့ဂါထာ၈ခု10ခုလို့ဆရာမပြောထားတာ၈ခုပေါ့နော်အဲ့တော့၈ခုနဲ့ဒီဒိဋ္ဌံนี่၃မျိုးစလုံးကိုဆရာကဥဆောင်ပြီးတော့မှဂရုဒီ Telegram မှာလည်းဂရုဖွဲ့ထားတယ် Facebook မှာလည်းဂရုဒီဖွဲ့ထားပြီးတော့မှချေရတဲ့ညီကိုမောင်နှမတွေကိုဆရာကဥဆောင်ပြီးတော့မှဆွဲခေါ်ပေးมาဖြစ်ပါတယ်ပြီးတော့ဂရုထဲမှာလည်း ါဘလို့အောင်မြင်ခြင်းတွေကြုံရတယ်ဘလို့အတိုက်ခိုက်တွေကြုံရတယ်ဘလို့ထုဆက်မှုတွေကြုံရတယ်ဆိုတော့လေအချိန်နဲ့တပြေးညီဆရာကဥဆောင်ပြီးတော့မှစီမံခန့်ခွဲပြီးတော့မှတွဲခေါ်ပြီးမှဖြစ်ပါတယ်နော်အဲအဖွဲတွေကိုဝင်လာတဲ့ညီကောင်မတို့အကုန်လုံးကိုလည်းဆရာကတည်တည်ချာချာလေးကိုဘလို့နေဘလို့ထိုင်ဘလို့သွားဘလို့စားဆိုတာကိုဆရာရဲ့ဖြတ်တန်းလာတဲ့အတွေ့အကြုံအရာ တည်တည်ချာချာလေးကိုဆရာကဝေမျှပေးပါဖြစ်ပါတယ်။အဲဆရာကတစ်ဖက်ကအကြမ်းမြင်ပါရမီရှင်လည်းမွေးရပါအကြမ်းမြင်ပါရမီရှင်လည်းဖြစ်တယ်လို့တစ်ဖက်ကလည်းအဲ့လိုနတ်တီနဲ့ဆက်သွယ်နိုင်တဲ့ပါရမီပေါ့နော်။ငယ်လေးကလေးကပါလာတာပေါ့နော်။နတ်တီကိုပြောတဲ့အတန်ကိုဆရာကြားရတယ်။နတ်တီမိတ်နဲ့အတန်နတ်တီပြောတဲ့အတန်ကိုဆရာကကြားနိုင်စွမ်းရှိတယ်ကြားရတယ်ပေါ့နော်။ intuition လို့ခေါ်တာပေါ့။ဒါကိုသိပ္ပံနည်းကြကြတော့ဆရာတို့က intuition လို့ခေါ်တာပေါ့အဲ့ဒီ intuition လို့ခေါ်တဲ့မနောအာယုံကဆရာမှာမွေးကလေးကပါလာတာဒီအတွက်ကြောင့်မလို့ဆရာ ਨੇ ပတ်သက်လက်တွဲတဲ့တာဝကတွေကပဋ္ဌာန်းဆက်ညီကုံမောင်နှမတွေကဘွားဆက်ပဋ္ဌာန်းဆက်တိုက်ဆက်ပဋ္ဌာန်းဆက်တွေကဆရာ ਨੇ လက်တွဲကြတဲ့ညီကုံမောင်နှမတွေကအကျိုးတူတစ်ခုတော့ရမှာသေးကြတယ်ဘာလို့လို့ဆိုဆရာမှာက net တည်းရဲ့စကားကိုကြားနိုင်တဲ့အစွမ်းပကားရှိတဲ့အတွက် တာမန်လူတွေထက်ဆရာကဒါတပန်းတာတာဒါတစ်ချက်ပြီးတော့ဆရာအင်္ဂါနေ့တိုင်းမှာအင်္ဂါနေ့တိုင်းမှာလက်ချမီမေတော်ပေါ့နော်လက်ချမီမေတော်ကိုအာထိုင်းနိုင်ငံမှာရှိတဲ့တကူကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့တကွာလက်ချမီမေတော်ကိုဆရာကအင်္ဂါနေ့တိုင်းတွားရောက်ပူဇော်တာဖြစ်တဲ့အတွက်ပူဇော်တဲ့ညီကိုမောင်နှမတွေကဆရာစီမှာ အာလေးပြန်နာပုတ်ကိုထားဖို့ဆိုရင်ထိုင်းကိုစောင်းတဲ့ဘလူးနတ်ညင်အောင်နှစ်ပါးမေရိုလက်ချပီအရှင်ရှိပါစားတဲ့ပုတ်ကိုဒီစီပါပန်းနေကတ်လို့ရတယ်အဲ့လိုပန်းကတ်လူတန်းလိုက်တဲ့အချိန်မှာဆရာကမနောကဆရာရဲ့အကြာအာယုံကမနောအာယုံကအာသူများနဲ့မတူတဲ့နတ်ဒီပုတ်ကိုဒီရဲ့ကြားနိုင်စွမ်းမြင်အပ်မမြင်အပ်တည်းရဲ့ကြားနိုင်စွမ်းကိုရှိတာဖြစ်တဲ့အတွက်ဆရာရှိမှလာရောက်တူတန်းနဲ့ ညီကောင်မောင်နှမပဋ္ဌာန်းဆက်တိုက်ဆက်ပဋ္ဌာန်းဆက်တာဝကတွေကိုပုဂ္ဂိုလ်ကြီးကဘာမိတ်လဲဘာပြောလဲဆိုတာကိုဆရာကပြန်ပြောပြနိုင်ပါတယ်။မေတော်ကဘာမိတ်လဲပုဂ္ဂိုလ်ကဘာမိတ်လဲဘာပြောလဲဆိုတာကိုမိတ်ရင်မိတ်နဲ့မမိတ်ရင်မမိတ်ကိုဆရာကြားရတယ်ပေါ့နော်။အားလေးကဆရာရဲ့အာသာချက်တစ်ခုပေါ့။မွေးရပါအာသာချက်တစ်ခုပေါ့နော်။ပပီယောဆရာဆိုင်ဝမ်ကအမြဲတမ်းဆရာရဲ့ကိုယောင်ကိုဝါလို့ခေါ်တယ်။အော်ရာအော်ရာလို့ခေါ်တယ်ကိုယောင်ကိုဝါကို အမြဲတမ်းတောက်ပအောင်နေတာပေါ့နော်။နှက်တွေချက်အောင်နေတာဆရာဆိုင်ဝမ်။နှက်တွေနဲ့မိတ်ဆွေဖွဲ့တယ်။နှက်တွေနဲ့တငယ်ချင်းဖွဲ့တယ်။ရောက်တဲ့နေရာတိုင်းမှာအပင်တွေကိုမြစ်တာပို့တယ်။အဲ့ဒါဟိုးအင်ကလေးဆရာလုံနေတဲ့လုံနေကြလုံနေပဲလေ။အိမ်မှာအိမ်မှာဆိုရင်လည်းတကူလုံးရေမွေးနေနေနေတယ်။တိမ်လုံးအမွေးနဲ့သာပတ်ပြန်းနေမတန်ရှင်းတဲ့နေရာညက်ပတ်တဲ့နေရာအပုတ်အပွားရှိတဲ့နေရာအပုတ်စော်နံတဲ့နေရာ မတန်ရှင်းတဲ့နေရာဆိုရင် ဆရာရှောင်းတယ်ဘာလို့တော့ဆရာကဆရာရဲ့ကိုဆောင်တဲ့အပါဝင်အိမ်ဆောင်တဲ့ဝင်းဆောင်တဲ့တောဆောင်တဲ့တောင်ဆောင်တဲ့ချမ်းဆောင်တဲ့เนาะရက်ကွက်ဆောင်တဲ့အကုန်လုံးကိုဆရာကတကယ်ချင်းမိတ်ဆွေဖွဲ့ထားတာ ဖြစ်တဲ့အတွက်သူတို့မကြိုက်တာမလို့ဒီဒီ net တွေမကြိုက်တာမလို့ဘူးပေါ့နော်ဒီ net တွေကို net တွေနဲ့မိတ်ဆွေဖွဲ့တယ် net တွေနဲ့တကယ်ချင်းဖွဲ့တယ်ဒါ ው လေလေးစားချစ်ခင်အားကိုးရတယ်ပါကျုပ်ဆရာတော်ဖျားကြီးရ ဟောကြားထားပြီးသားဖြစ်တယ်ပေါ့နော်။ net တွေနဲ့ဆရာကမိတ်ဖွဲ့ပြီးတော့မှနေတာ ဖြစ်တဲ့အတွက် net တွေကြိုက်အောင်နေတာဖြစ်တဲ့အတွက် net တွေကိုလည်းအမြဲတမ်းအမြဝင်မြတ်တာပို့နေတာဖြစ်တဲ့အတွက်ဆရာလှုပ်သမျှကုသိုလ်တွေဆရာလှူသမျှကုသိုလ်တွေကို net တွေကိုအပေါင်းအသင်းလှုပ်ပြီးတော့မှ net တွေကိုအမြဝင်မြတ်တာပို့တာဖြစ်တဲ့အတွက်ဆရာဘဝမှာဒုက္ခရောက်ရင်တော့ခဏပဲကယ်တဲ့သူကပေါ်လာတယ်၊ကာကွယ်တဲ့သူကပေါ်လာတယ်၊ကူညီတဲ့သူကပေါ်လာတယ်။အဲ့ဒါလက်တွေ့ပဲ။နော်ဒါကြောင့်မလို့ မနက်ဖြန်ညီကိုမောင်နှမတွေမဟာသမယတုတ်တော်တစ္ဆာရည်စင်ဒိဋ္ဌံကျင့်စဉ်ရေမဏိဇောတာပရမညာယရဏခါထာတော်ရေနှက်ဖွက်ထားတဲ့ခါထာ၈ခုရေ၃မျိုးကိုဆရာဥဆောင်ပြီးတော့မှ Telegram Channel ရေ Facebook Group ရေကိုဆရာဆွဲခေါ်ပြီးသင်ကြားပေးနေပါတယ်တိုက်တွန်းပေးနေပါတယ်သင်ကြားပေးနေပါတယ်ဒိဋ္ဌံတူတူဝင်ကြမှာဖြစ်ပါတယ်အဲ့တော့ဒိဋ္ဌံဝင်မဲ့ညီကိုမောင်နှမတွေက မနေ့ပြန်အချိန်မှန်နေရာမှန်အတန်မှန်မဟုတ်တဲ့အတွက်ကြိုက်တဲ့အချိန်ဝင်လို့ရပါတယ်အသေးစိတ်ဆရာတင်ကြားပေးထားပါတယ်အချိန်မီပါသေးတယ်မနေ့ပြန်အချိန်မီပါသေးတယ်ဆရာကို Messenger မှာစာလေးပို့ထားလိုက်ပါဆရာလင့်လေးပို့ပေးပါမယ်နော်ကဲလို့ကို Telegram လောက်တက်ဘူး Facebook တွေလည်းမလောက်တက်ဘူးဆိုတင်ထားပါ เนาะမလုတ်တက်ဘူးဆိုအော်မနေပါနဲ့ solution ကိုပဲရှာပါအဖြေပြဿနာကိုမရှာပါနဲ့အဖြေကိုပဲရှာပါဆရာကြီး Telegram ကျွန်မမလုတ်တက်ဘူးကျွန်တော်မလုတ်တက်ဘူးတင်ထားပါမွေးကလေးကဆရာတို့ဘယ်သူမှတတ်တဲ့သူမပါဘူးเนาะမလုတ်တက်တာကိုထိုင်ပြီးအော်မနေနဲ့မလုတ်တက်ဘူးဆိုလို့ရှိရင်လုတ်တက်အောင်တင်ကြပါအဲ့ဒါဒီဆရာကခေါ်အားပေးခြင်းနဲ့ Telegram နဲ့ပတ်သက်ပြီးတော့ရောနီးပညာရင်းနဲ့ပတ်သက်ပြီးတော့ရောမလုတ်တတ်ဘူးဆိုလို့ရှိရင်ထိုင်အောင်အနေနဲ့လုတ်တတ်တဲ့လူကိုခေါ်ပြီးတော့မှ တခါလဲတင်တင်ချပလိုက်တခါပဲတက်တယ်ဆိုတသက်လုံးလုံးတက်သွားမှာနော်ဆရာအဲ့ဒါလေးခွန်အားပေးပါလေစောင်းရင်ရှောင်းရင်လေးလည်းဆရာတေချာပြောပေးပါလေနော်အဲ့တော့မနေ့ပြန်တရက်17လ2025မှာအဋိဌံလက်တွဲပြီးတော့မှဆရာတို့လက်တွဲပြီးတော့မှအတူတူဝင်ကြရအောင်နော်နှက်တွေကိုအားကိုးကြရအောင် ကျေးဇူးအများကြီးတင်ပါတယ်နော်ခொနည်းသားသမီးရဲ့အကျိုးကိုဆရာနိုင်တဲ့ဘက်ကနေအမြဲတမ်းတည်ဖို့နေပါမယ်ပြီးတော့ရှေ့ပြဟော်ကင်းလေးတွေကိုလည်းပေါ်ရင်ပေါ်လာသလိုနမိတ်ရရင်ရသလိုအမြဲတမ်းဆရာကဝေမြတက်ဆက်ပေးနေပါမယ်မနေ့ပြန်ဆက်ပြီးတော့မှဆရာဦးဆောင်ပြီးတော့မှအဋိဌံ၃မျိုးကိုဆရာဆွဲခေါ်တော့မှဖြစ်ပါတယ်။ဘာလို့ဆိုအားလုံးကိုအဋိဌနတ်တီရဲ့အကူအညီယူပြီးတော့မှအားလုံးကိုဆရာဆွဲထုတ်ခြင်းနေ။နော်ဆရာတီးတဲ့တတ်တဲ့ပညာလေးနေဆရာဦးဆောင်ပေးခြင်းနေ။ နော်ယေရှုတင်ပါလေအရင်ယေရှုတင်ပါလေခொနည်းသာသမီးတွေစိတ်ချမ်းသာတဲ့ဘဝလေးတွေရကြပါစေဗျာယေရှုတင်ပါလေ